ူလိုက်ပါတယ်နော်ဒီကနေ့မှာလဲဆ iam မများတန်တာရေးသားထားတဲ့နှုံရမွေးဆိုတဲ့ဝိထုဆောင်လေးအားဆက်လက်ပြီးတော့အပိုင်းနှစ်နေဖြင့်မျှဝေလို့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အလုံးမင်းလိုက်ပါလို့နားဆင်ပေးကြပါအောင်နော်နှုံရမွေးအပိုင်းနှစ်အသက်15နှစ်ရွယ်ကောင်းလေးတူဖြစ်သည်တန်ရာကိုအန်တင်တင်ကြိတ်ခံနေ၏ မြို့တကြီးမှတန်ရာကိုကြည့်လိုက်သောအခါရှင်းနေထိတ်သွား၏အတော်လေးနဲ့သွားပြီးအယိုးထိပင်မြင်နေရသဖြင့်ပင်သက်ချမိသည်ချစ်ချင်းမင်တန်ရာပဝင်းချင်းကိုအရက်ပြန်နှင့်စည်ရင်ကမင်းဟာတိတ်တတိကောင်းတာပဲဓာတိစားအောင်နားသလားကျမကိုရင်နှွေးယူပေးပါ ကောင်းလေးကိုမိကုန်ထုံရာကတစ်ဖက်သို့လဲပြီးရင်နှွေးမာရသည်ပုဂနေဖြစ်သွားတယ်တော်ကြမနာတယ် ။သွေးပုတ်နေတော့မနာဘူး။ပြီးတော့မင်းတို့ယောက်ျားလေးတွေကတော်ရုံမနာတတ်ဘူး။တတိကောင်းနေ။ကျွန်တော်အကူညောင်စုတော့ကနှုတ်မရလို့ငိုတယ်ဗျ။မရမငိုပေါ့။ဒိတ်တတိကောင်းတာပဲ။ဟိုပကံခစ်ကသူရဲ့ကောင်းရွေးပွဲမှာမင်းဝင်ရွေးရင်ရမှာပဲ။သူရဲ့ကောင်းဘလို့ရွေးတာလဲ။ရင်နွေးရောင်လာ၍ရင်နွေးစလုံးထဲသို့အကူထဲလိုက်သည်။ဤအမျိုးမျိုးနဲ့ရွေးကြတာပဲ။ အများဆုံးရွေးတာကလက်ထိတ်ကို စူးနေရိုက်ချတာပဲမသိတယ်နော်လက်ထိတ်ဆိုတာတအားနာတယ်နော်နင်းနေလီစူမီတာနဲ့နားတယ်အဲ့ဒီလက်ထိတ်ကိုစူးနေရိုက်ချတယ်တိတ်နာမှာပဲနားတာပေါ့ဒါပေမဲ့မျက်နှာတစ်ချက်မဲ့ရင်သူရဲကောင်းမဟုတ်ဘူးတဲ့အာရှုပ်တရေလန့်အွန်လိုက်သည်တွန့်သွားသောခြေတလုံးကိုလှမ်းကောင်းရင်က ခြေတလုံးကလက်တိတ်လောက်မနာပါဘူး။မမြဘူး။သုံးကားပဲနာမယ်။ဒီအက်ကလေးကတိတိလေးပဲ။အခုနောက်ထီတဲ့ဒါအကြီးကြီးပဲ။အဲ့ဒီတော့တောင်မငိုတာ။အခုဘာလို့ကြောက်မှလဲနော်။မကြောက်ပါဘူး။ဆရာမကဘာမပြောညမပြောလို့တော့လန့်သွားတာဟ။ဟုတ်တယ်။မင်းကပကံသူရဲကောင်းတွေလိုပဲမျက်နှာမမဲ့ဘူး။ဆရာမတို့စီယုံမှာဒီလိုပဲခဏခဏချုပ်ပေးရတယ် ။អោចារាပဲ។မអោរិលូកតាមមកតាយកឡោបេឈីតា។ឆាដេកាអង្គទិនទិនជិញមិឈីភុងភុងឡៃទី។សកាភុងយិនឈុយូលីជេកូលេសាតាត់ឡៃី។ពីពីឡា។ពីពីលី។មិញអាពីម៉ាន់ដောင်មិនទីប៊ូឡា។ទេអានវូកောင်းណាបេវី។မင်းတို့တတိကောင်းတဲ့ကလေးတွေကကင်ပေးဖို့တောင်မလိုဘူး။တွေ့ပြောင်းသောလက်ကလေးများနဲ့ဈေးထည်နေစဉ်အနောက်သို့တစုံတစ်ဦးလာရွေ့မော်ချီမိ၏။ ဒေါက်တာဟင်ကြီးနော်ရင်မွေးကသွေးမြပင်နေသောလက်ကိုသုံးရင်ဓာခုံမိတာတဲ့လီချစ်ချုပ်ပေးလိုက်တယ်ဒီကလေးကသိတတိကောင်းတာပဲကျမတော့မမြင်ဘူးဆရာမကလည်းပုံပြင်ပြောကောင်းတာကိုကျွန်တော်ကြားပါတယ်အဲ့ဒါပုံမဟုတ်ဘူးတကယ်ဖြစ်ဖြစ်လीအစကတော့မယုံဘူးအခုဒီကလေးကိုကြီးမယုံနေလူငယ်မကုံယုံဝင်ကြွားဟန်ဖြင့်ပြုံးနေဤ ပတ္တိစီပေးပြီးတော့အခါကဲလောလောဆယ်ဒီသူရဲ့ကောင်းကြီးကိုခြေမင်းရပဲဝိုင်းမရမယ်ချုံရိုးပြေးသွားရင်အယုတ်ဆိုးလိမ့်မယ်နော်အနာကျက်အောင်စိတ်ထုတ်ပြုံမယ်တောက်ဖို့လည်းယူသွားနော်ပါဇက်ကောက်တူတူပြောရင်လက်ကအစမပြတ်လှုပ်သွားသောနော်ရင်မွေးကိုဒေါက်တာဟင်ကြီးကကြည့်၍တန့်တော်ငေးနေသည်လူအုပ်စုပြန်သွားသောအခါဒေါက်တာဟင်ကြီးကပြုံး၍ ဆီယမနာမည်ကြီးနေတာဒါကြောင့်ကိုကျွန်တော်တော့တဝဲယုံသွားပြီဒေါက်တာဟင်ကြီးပြောကြောင်းနှောင်ရင်မွေးမဲ့ပြုံပြုံလိုက်မိသည်လောကမှာသူများယုံကြည်ခံရဖို့ထက်ကိုကိုကိုယုံကြည်ဖို့ကပိုကြီးကြီးပါတယ်ဒေါက်တာစိတ်တတာကိုပိတ်ပြီးလက်စေးရန်ရေရင်းဘက်သို့ထွက်လာခဲ့သည်ဒေါက်တာဟင်ကြီးကနောက်မှလိုက်လာပြီးရေကိုငင်ပြီးကရေလောင်းပြီးဆီယမတောင်တရားပြန်လာရင်စေယုံကြည်မှာပဲပြန်ဝင်ရမယ်လို့ပြောနေတာ ဟုတ်လားယင်ဟုတ်တယ်ဒေသန္တရစီကံက လူစားဝင်ပေးတာလीဟိုတယောက်ကတားပွားခွင့်ယူတာလို့အခုသူပြန်လာပြီပဲကိုနေရာကိုပြန်ဝင်ရမှာပေါ့ဝမ်းသာကြပေါ့ဒေါက်တာဟင်ကြီးစကားအတိန်နဲ့ကိုမှန်းရခဲ့သွားသည် သို့တော့မတည်ရန်ဆောင်၍ရေလောင်းပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် မနေ့ကနေ့လယ်တွင်ပြန်ရန်စီစဉ်ထားပြီးဖြစ်တော်လဲနှောရင်မွေအဖို့ဒီတညာကိုကြောင်းရွံ့စွာဖြတ်ကျော်ရမည်ဖြစ်သည်တပြည့်ပြည့်မောင်လာသောအခါတွင်မိမိရင်ထဲ၌လွန်စွာပူလောင်လာသည်အမောင်တို့ကိုကြောင်းရွံ့သောကလေးအတွက်ဆိုရင်လာ၏ကလေးသည်တလောကလုံး၌မိမိတူရဲသာ တွေ့တာစရာရှိသည်တခါတည်းရန်စေယုံ၌အေးအေးကြီး၍အိမ်ပြန်နောက်ကြလျင် အိရှိတကားကိုမြင်၍ဝန်းနေအောင်ငယ်စွာငိုရှရင်ကမိမိအလားကိုစောင့်နေတတ်သည်သူအနာ၌အဖို့အဖြစ်အိမ်ကြီးချင်းများလာ၍ဆောင်းလျှောက်ပေးတော်လဲခလီကငိုရှိုင်းနေစေဖြစ်သည်ယခုလည်းကလေးငိုနေမီလားမေထရွန်ကိုကြောက်ရွံ့မငိုရဲလျင်ညအိယာဝင်သည့်အခါကလေးငိုနေလိမ့်မည်ဟုတွေးရင်နေပင်မြဲ၏များအလိုလိုစီးကြလာ၏တောနှံတောင်နှံကလေးတင့်တိုင်းမှုိပြက်နေသည် ဝါပင်အင်ပင်ကြီးများကလည်းမူကောင်းကင်ကိုပုံအုပ်ထားကြ၏အဝိစီမှာအမောင်တို့၏ဝါမြုပ်ခြင်းကိုခံရသောတန်တောင်ကြီးမှညီသက်စွာငိုင်မိနေ၏ကျို့တို့ကျတဲ့နှင့်ခြေတန်ရှည်လုံးချင်းအိမ်လေးများကညီသက်စွာအိမ်ဆဲနေကြသည်အိမ်ယာဝင်းငယ်လေးများ၏တွတ်ထူတန်များကဒဇဒဇတူညင်ပြောက်ကွဲသွားလိမ့်မည်ညောင်ငှက်တို့မင်းမူကြပြူလာ၏ ပြတင်းပေါက်မှနေ၍တဝက်တပြက်လာဝင်းလေးကို ကြည့်နေရင်ကလေးပြုံးကြသောမျက်နှာကိုမြင်အောင်လာမိသည်မိတ္တုမိတ္တုကျဲလေးများကကလေးမျက်ဝင်းကဲ့သို့တောက်ပလွန်လာ၏အိမ်ပြော်သောညာအတွက်ညာတာသည် ရှည်လွန်လာသည်မြမြန်မိုးလင်းမှတော့ဟူ၍နှောင်ရမွေးစုတောင်းရင်မနှဖန်အတွက်မျောလင်းနေခြင်းသည်တုံးညတော်ကွေကွာရသောကာလအတွက်ကလေးသည်မိမြလွန်နေပါသည် မိမိအမြင်နှင့်အံ့ဩဝမ်းသာနေမိကလေးဟန်ကိုချုပ်တင်တွေးဆ၍ကြည်နူးနေမိသည်တို့နောက်ကလေးအားရင်ခွင်ထဲထား၍မိမိခီးအတွေ့အကြုံများကိုပြောပြပြီးတောင်ပေါ်တိုင်းရင်သားတို့သည်ဈေးကူတော်မူကင်ဝေးပြီးဒုက္ခရောက်ရာပုံကို ပြောပြ၍ကလေးအားပြည်သူဆရာဝန်စိတ်ရှိလာအောင်ဆုံးမမည်ဟု တောင်းစီရင်မြအတွေ့နေမိသည်ဆရာလေးတို့ဆရာလေးတို့ ရုတ်တရက်အတိတ်တလန်အော်ခေါ်တန်ကြောင့်ကမန်းကရန်ထပြီးပြရင်ပေါမတဆင့်အိမ်အောက်သို့ငုံကြည့်လိုက်သည်ဘယ်သူလဲမိခွေးကိုစီနဲ့လူနှအူကိုတွေ့လိုက်ရ၏ကျွန်တော်တို့ကမုံရွာကပါ ကျွန်တော်မိမကလေးမမွေးနိုင်လို့လိုက်ပေးပါဘဲမလေးလမ်းမှာအိုးရုတ်တရက်ကောင်းနေမိုက်ကနေဖြစ်သွားသည် ကမ္ဘာလောကကြီးတစ်ခုလုံးတသက်ခါရန်သွားသည့်အထိတုံလုံးချောင်းချာသွားမိ၏မြေဝင်းထဲတွင်ရုတ်တရက်ပေါ်လာသောအမတော်ဝါမမျက်နှာကိုမြင်ရောင်လာမိသည်လွန်ခဲ့သောကိုနှစ်ကံကမိမိရဲ့အပါရဲ့တဝါမရဲ့ဤကဲ့သို့လှဲလီတစီနေဖယားဖယားလိုက်ကပေးပါစေရာမရဲ့အရေးကြီးလို့ပါအောက်ကထမှန်တတိပေးလိုက်သောအခါမှာ ရင်မွေးတစ်ကိုယ်လုံးဇက်ကနေတုံသွားပြီးကောင်းရင်ဘက်တွင်အိပ်ပျော်နေသောဒေါက်တာဟင်ဂျီကိုတွားနိုလိုက်၏ဒေါက်တာဒေါက်တာထပါအောင်မွေးလူနာအရေးကြီးလို့တဲ့လာခေါ်နေတယ်ဒေါက်တာဟင်ဂျီကိုနှုတ်ပြီးနောက်လက်နိတ်တမီနေလိုအပ်သောဆေးများကိုကမန်ကရန်ထည့်လိုက်၏နေပါအောင်ဆရာမရဲ့ဖြည်းဖြည်းလုပ်ပါအောင်ဒေါက်တာဟင်ဂျီကထို့သို့ပြောပြီးအောက်သို့ဆင်းသွား၏သူက နှိုးယမွေးရင်ထဲတွင်ရုတ်တရက်ဒေါသဖြစ်သွားမိ၏ဘေးရွာလေကမုံလေးရွာကပါစေရဒီရွာမှာဇေယဝန်ရှိသေးတယ်ဆိုလို့လာတာပါမင်းညတဲ့ကမမွေးနိုင်ပဲနာနေတာပါရွာမှာတောက်ပေါ်ဆရာမမရှိဘူးလားမရှိပါဘူးလက်တယ်မနိုင်လို့သိဝေးသလားမဝေးပါဘူးအရေးကြီးသောအချိန်တွင် ်စစ်စစ်မင်းမြန်နေသောဒေါက်တာဟင်ဂျီကြောင့်နော်ရင်မွေးစိတ်ထဲတွင် မကြေမနက်ဖြစ်မိသည်ဒေါက်တာဟင်ဂျီကရေတွင်စီသွားပြီးမျက်နှာတနေသေး၏ဆရာမဥစောရဲ့တို့ကိုနှုတ်လိုက်ပါအရေးတယ်ဘာလို့အုံမလို့ပါလဲတီတို့ရေရုတ်ကအင်ရှင်ကြေးရွာလူကြီးဥစောရဲ့တို့ကိုနှုတ်လိုက်သည်အေးမြင်နေတကွတိန်လုံးနှိုးလာ၏ ဒေါက်တာဟင်ဂျီကအိမ်မော်တလာပြီးနှောရမွေးထည့်ထားသောပစ္စည်းများကိုစုံမစုံစစ်ဆေးနေသည်ဤနှောရမွေးကလိုအပ်ရင်အသုံးပြုနိုင်ရန်အတွက်မိစင်းနှင့်ခွဲစိတ်ကရိယာများပါထည့်ထားသည်သူတို့ကမုံလေးရွာဟုတ်လားဦးစောရဲ့တို့ဟုတ်ပါတယ်ဒါဆိုကျွန်တော်ကိုကူညီပါအောင်ရင်းနှီးတို့လုံးယူပြီးတော့လိုက်လာခဲ့နော်သွားစို့ဩဆ ्याम မလိုက်လို့ဖြစ်မလားဘာလို့မဖြစ်ရမှာလဲ ျမဆင်းသင်းဖြစ်ပြီ ကျမလိုက်မယ်ကက်ဆက်ဆက်လေးပြောလိုက်သဖြင့်ဒေါက်တာဟန်ဂျီပကုံးတစ်ချက်တွန်ပြီးအောက်လင်းမင်းကိုဆွဲ၍ထလာခဲ့ဤစေအိတ်ကိုခမုံလေးရွာသားတယောက်ကလှမ်းယူလိုက်သည်ခမရတို့ကိုကြိုးပြောထားအောင်မယ်လက်တယ်မနိုင်လို့ကိုရမှာမို့တတ်နိုင်သလောက်ကြိုးစားကုမယ်ကံပေါ့လေလူနာအောင်မတွေ့ခင်ကလေးကအားလျှော့သောစကားပြောလိုက်သဖြင့်ဒေါ်တာပြမိသည် သူအားထူရိုက်ခြင်းစိတ်ပင်ပေါလာ၏ ထို့ကြောင့်အောင်နှကန်းကို ခက်ပြီးပြီးကြိုက်ပြီးရှေးမှအရင်လက်ထွက်လာမိ၏ရှင်နေရင်မူစိုးရင်စိတ်ဖြင့်ပူပန်နေမိသည် မြင်တွင်နေအုံနောက်ထဲသို့တိုးဝင်လာသောအเจ้าရကို ကောင်းနေမှ အတင်းဖဲထုံနေရ၏သပြင်းခါခါချ၍လှောက်ရှားနေသောစိတ်ကိုစူးစမ်းထိန်ချုပ်နေရသည်ဆ iam ဆ iam အသိတကြွနေတာပဲဘာမှမမေ့မြန်းဘဲနဲ့ဒီတိုင်းလိုက်သွားလို့ဖြစ်မလား ယောက်ျားတက်မဲကြောက်တဲ့ရင်ကိုဟူသောအကြီးနှင့်သူ့အားဆောင်ကြည့်လိုက်သည် သူကမိမိနာလီလာအောင်တိုကဲရင်ကတကယ်လို့သူတို့ကသဘုံနေဆိုဖက်နဲ့လုံးလဲရုတ်တရက်ကြတိထားသွားသည်ကလေးမျက်နှာကိုဖြေ၍မြင်မိ၏မိမိမသိခြင်းသည်ပါမိမိတေးလင်းလောကကြီးတွင်တယောက်တည်းအားကိုရာမဲ့သွားမိကလေးအတွက်မိမိမတွေ့မိပေ ထို့ကြောင့်မိမိသည်ကလေးတွင်လောကကြီးတွင်ဆက်လက်အသက်ရှင်နေခြင်းသည်သည်ကျွန်တော်တို့ကနေကြောနေပြီအခုကင်ပြည်နယ်ထဲကိုရောက်နေပြီဒါပေမဲ့ကျွန်တော်တို့ကဆရာဝန်ဆိုတော့ဘယ်နဲ့မဆိုရွေးနေလို့မရဘူးပေါ့လုံခြုံမှုအခြေအနေကိုပြောတာပါ sorry ဒေါက်တာကျမလောသွားတယ်ကျမတည်ရမှာကြောက်တယ်ကျမမတည်ခြင်းသေးပါဘူး အမှန်တိုင်ပြောလိုက်၍ဒေါက်တာဟန်ဂျီကနှစ်ခနဲပြုံလိုက်သည်ကိုသတိထားမိလိုက်သည်။ကញင်ပင်ကျွန်ပင်များပြင်းနေနေသောတတော်ကြီးတွေတို့ရောက်လာသောအခါအမောင်တို့ကပို၍နေဆိုင်လာ၏။ဒေါက်တာဟန်ဂျီကအောက်လေမီအောင်ကိုမိမ့်မိန်လေးသာပြုထား၏။အဝေးစီမှာတော်ခွေဥဒန်တတဲကိုကြားရသောအခါရှင်နေတွင်မောဟိုင်းလိုက်ဖို့လာ၏။မိမိရဲ့တဝါမရဲ့ကလေးရဲ့ဤကဲ့သို့ညာမျိုး၌အိုး ဝင်လာသောအတွေးကိုကောင်းရမ်း၍အတင်းနှင်ထုတ်လိုက်သည်ဆ iam မရှင်ဆ iam မမွေးလူနာကိုကင်မှုပါတယ်နော်ကျမလုံဝင်စားကလေးကတောင်းထားလို့အခုထိမွေးလူနာကင်နေရတော့မှာပဲဩဆ iam မကြည့်ရတာတိတ်စိတ်လှုပ်ရှားနေသလားလို့ပါတက်ပြင်းလေးတဲတဲချာရင်ကညီတဲ့စွာဝင်ခံလိုက်၏မိမိလုံတဲ့တျောက်တွင်စေယုံမမွေးလူနာကိုသာကြုံဘူးသည် ဤကဲ့သို့လမ်းမမကြုံမှုသည်မိမိစေလျှားသည့်အကြောင်းရင်းကိုဒေါက်တာဟင်ဂျီမသိသေးသောကြောင့်ဘာမှပြန်မပြောမိပေထို့ကြောင့်စိတ်ကိုတည်ငြိမ်အောင်စူးစမ်း၍ထင်ရသည်တစ်ပေများကတစားတစားပိန်လာသည်လူသွားလမ်းချင်းတွင် ကုန်ကမှုများပေါ်၍ခဏခဏခလုတ်တိုင်နေ၏ရှင်လေးရှင်လေးများကမိအောင်နှင့်လူသားများကြောင့်အလံတကြားထွက်ပြေးကြသည်ဥဆိုးအေတိုးနှင့် ခမုံလေးရွာသားနှစ်ယောက်က ရှိကလန်လန်တို့ရောင်နေနေသည် သူတို့တော်နေကြခြေလန်းကမြန်လွန်လာသည်မိမိကကြိုးစား၍မြန်အောင်လျှောက်တော်လဲနောက်ကျန်နေ၏အိပ်ပြစ်ထားသောကြောင့်မကြာခဏခေါင်းထဲတွင် မိုက်ကနေမိုက်ကနေဖြစ်သွားသည်ဆရာမတိတ်ပင်မန်းနေသလားခေးကဝေးမဲ့တဲ့နေသူတို့တကောနှစ်မိုင်လောက်ရှိမယ်ဒေါက်တာဟင်ကြီးကမမီလက်ကိုဆွဲ၍ဖိမောက်ပြီးသောအခါရှင်ထဲတွင်တုံလုံးချောက်ချာမိသည် သို့သောမိမိတွင် ရှုံးကန်နိုင်မှုအင်အားမရှိတော့ဘာလို့လို့နဲ့ကျွန်တော်တို့ထွက်လာတာနှစ်နာရီကျော်ကျော်ကထွက်လာတာအခုနာရီဝက်တောင်ရှိသွားပြီဆရာမလူနာကန်ကောင်းပါစေဗျာပင်သက်ဆိုင်လိုက်သည်အမတော်ဝါမာ၏ဝေဒနာ ခံစားမှုကိုမြင်ရောင်လာသောအခါခြေလန်းကိုတိုး၍လမ်းမိ၏ဆရာမလက်တွေကအေးနေတာပဲဆရာမနေကောင်းရဲ့လားကျွန်တော်တော့ဆရာမကိုအရင်ကိုရမယ်ထင်တယ်ကျမ ကျမသိစီစုံနေလို့ပါဒေါက်တာကျမနေကောင်းပါလေလေပင်သက်ကာကကြာရင်ကမြေဝင်းနဲ့ပုံရိပ်တင်လာသမျှကိုကျိုးစောင်းရေဖြောပြပြရသည် လူလာနဲ့ပုဂလိကခံစားမှုတို့ကိုမရောထွေးစီရန်ကျိုးစောင်း၍ထိမ့်ချုံရင်ကစိတ်ထဲတွင်မောဟိုက်ပင်ပန်းလာသည်အဝေးစီမှမိအောင်လဲလဲနဲ့စကားပြောတဲ့တဲ့တဲ့ကိုကြားလိုက်ရသောအခါစတိဖြန့်ကနေထသွား၏မိမိအသည့်အာယုံတွင် မိမိ၏အသည့်အာယုံတွင်လူနာကိုစိုးရင်သော စိတ်ကကြီးမားလာပြီးရင်ထဲ၌ပူလောင်လာ၏အမတော်ဝါမနှင့်မမြင်ရသေးသောမွေးလူနာတို့ရောထွေးနေသည်ချီလန်းတို့ကိုတွေ့၍မြန်အောင်လှရင်ကတတိလလွဖြစ်မိသည်ဆရာမဆရာမဘာဖြစ်လဲယင်ဖေဟာဖေဟာကျမစိတ်တွေတိတ်လှုပ်ရှားနေတယ်ကျမလေကျမ ကျမအမနဲ့ညောင်တဲရှိတော့ကကျမအမမွေးတာကိုဘာမှမကူညီနိုင်ခဲ့ဘူးအမအမတော်ဝါမှာလောကကြီးတွေကထွက်သွားတာကိုကျမထိုင်ကြည့်ရုံကလွဲလို့ဘာမှမတတ်နိုင်ဘူးအခုအခုကျမတို့မွေးလို့နာကိုကယ်နိုင်မမလားထောက်တာကျမလေကျမကျမအမလို့ဖြစ်မှာ ကိုနှစ်လုံးလုံးမေ့ပျောက်ထားသောအကြောင်းအရာတို့သည် အမှန်မတင်သောအကြောင်းတိုက်ဆိုင်မှုကြောင့်ပွင့်အံ့ကြလာ၏ဒီခရီးမှာစတင်သည့်ကျွမ်းရသောဆရာဝန်ပေါင်းစားတအူရှိတွင်ဤကဲ့သို့ဆေလုံရှားစွာအယူတယောက်လိုဖြစ်နေသည့်ကိုဖြစ်ကို ကိုသတိမထားမိတော့ပေဒေါက်တာဟင်ဂျီကတန်တောဖြင့်တစ်ချက်ငယ်ကြည့်လိုက်ပြီးနောက်နော်ရင်မွေးလမောင်ကိုခက်တင်တင်ဆုပ်ကိုင်းရင်းကအမရင်မွေးတတိထားပါဗျာကျွန်တော်စူးစမ်းပေးပါမယ် လူနာအောင်မမြင်ရသေးတော့ကံတရားကိုပဲအားကိုးရမှာပဲလူနာကျွန်တော်တို့လက်ထဲမှာမို့အမအကျိုးစားပြီးစိတ်ကိုချုပ်ထားပါစိတ်လှုပ်ရှားလို့ရင် အမတွေ့နေအောင်မယ်ရင်းရင်းနှီးနှီးခေါ်၍တတိပေးလိုက်တော့ကြောင့်ကျိုးစား၍စိတ်ကိုချုပ်တည်လျှော့ချလိုက်သည်တင်းကျက်သောစိတ်ကို ဖြည့်ရှောင်းလိုက်တော့ကမျက်လုံးအိမ်အတွင်မှမျက်ရည်ပူများ လိမ့်စည်းလာလိမ့်၏မြင်ကွင်းထဲတွင်မိဘုံတပုံဤပေး၌ လူသုံးလေးဦးကိုမြင်နေရသည်နားရင်းတွင်လည်းညဉ့်ညူတန်ခက်တဲ့တဲ့ကြားရ၏ဒေါက်တာဟင်ဂျီကမိမိလက်မောင်းကိုခက်တင်တင်လေးဆုပ်ကိုင်းရင်းကလူနာချင်းနေကောင်းပါလိမ့်မယ်အမရေကြားလာသူ့ညဉ့်ညူတန်အားမှန်ရှိနေသေးတယ်လာအမသက်သက်လေးရှောက်စို့အပြေးတစ်ပိုင်းနဲ့ရှောင်းလာကြသောနှောင်ရီမွေးတို့အားရွာသားတို့ကပြေး၍စီချိုလာ၏ မီယာအောက်တွင်အတန်မဝဲနှင့်ညဉ်ညူနေသောမြို့သမီးကိုမြင်ရသောအခါအမတဝါမှပြန်ရှင်လာတဲ့ကဲ့သို့ခံစားရသည်အမိုးရေအမိုးရေမိခင်အောင်တန်တာရင်ကကရင်အဘွားဟိုကြီးလက်ကိုတပက်ကစုပ်ကင်ကလက်တပက်ကတပင်တပင်ကိုဖက်တွေနေသော အသက်30ခန့်လူနာကို တွေ့ရသည် သူမျက်နှာတွင်ကုတ်ချီရပုံပေရများဖြင့် နှီးမြန်း၍တွေ့များဆိုနေ၏မိမိရောဒေါက်တာဟင်ဂျီပါအမျိုးသမီးအနာသို့ကတ်သွားသည် လူနာရှင်ယောက်ျားကစိတ်ကိုချပီးရင်ဆေးလုံရှားစွာခြင်းနေ၏လူနာ၏မိခင်ဖြစ်ဟန်တို့သော အဖွားအိုကအာကိုတကြီးနေခြင်းနေသည်ဒေးမူဒေးမူငါကူကေပါကရင်လိုတဝဲပမာလိုတဝဲနှင့် မပီမသရေရွနေ၏ဒေးမူ ညီမဟုခေါ်တန်းကြရသောအခါနှွေမွေးရင်ထဲမှာတင့်ကနေဖြစ်သွားပြီးစစ်သည်မွေးညင်များထသွား၏ဝေမူအမငယ်နဲ့နော်ဒင်းမှုရှိတယ်မကြခင်မွေးရမှာပေါ့နှွေမွေးအတန်များတုံရင်လာပြီးမျက်ရည်များရွှဲဝဲလာလေသည်ဒေါက်တာဟင်ဂျီကနကြက်ပြင်ပိုက်ကိုဆင်းရင်ကဆရာမလူနာအခြေအနေကောင်းပါတယ်ကျွန်တော်တို့အလုပ်လုပ်ကြစို့ ဒေါက်တာဟင်ဂျီကတတိပေးလိုက်သဖြင့်တတိဝင်လာပြီး ကမန်းကတန်းထားလိုက်သည် ထို့နောက်နှောင်ယမွေးလက်ချောင်းလေးများကအဆက်မပြတ်လှုပ်ရှားလာပြီး သူတို့ရမည့်တာဝန်ကိုတကူစီလိုက်လို့ဤဘိုင်းနီတာကိုလှည့်ပေးပြီးမိအိမ်များမိခွေများကိုအနာရင်စုပြုံးလိုက်ဤဒေါက်တာဟင်ဂျီအတွက်လက်အိမ်နှင့်နှကောင်းစီးရန်အဝေးကိုထုတ်ပေးလိုက်သည်နှောင်ယမွေးကမိစေးထုတ်ပေးလိုက်ဤထို့နောက်ရှင်နွေဦးကိုအနာချပြီးပစ္စည်းကရိယာများကိုစိန်ချလိုက်သည် ဒေါက်တာဟင်ဂျီကနော်ယမွေအောင်မော်ကြည့်ပြီးအနားတွင်စိုးရင်တကြီးနေ ကြီးနေသော အဖွားအိုကိုလှမ်းချလိုက်သည်ထို့ကြောင့်နော်ယမွေကခေါင်းကိုမတိမတာညင်ရင်းကအဖီလက်တကေလဲဖီတရူလက်တကေအဖွားအိုအားသွားပါဦးနေထုတ်လိုက်သောအခါအဖွားအိုကရုတ်တရက်တွေ့ဝေးသွားပြီးတုံ့ရင်သောအတန်ဖြင့်ဖိုးမူတကညောအတကေ ပဇက်ကိုအဝိစီရင်ကသူသမီးအာနာအောင်မလုပ်ပါနဲ့ဟုပြောနေသဖြင့်အဖွားဝါကောင်းချင်းပြလိုက်၏အဖွားအိုမအနာမမခွာချင်းခွာချင်းပြန်ထွက်သွားသည် တပြည့်ပြည့်ညီတဲ့သွားသောလူနာကိုချင်းရင်ကဒေါက်တာဟန်ကြီးကလက်ညှိုးထောင်ပြီးလက်ဝါးဖြန့်လိုက်သဖြင့်နှောရင်မွေးသူ့လက်ထဲသို့ဓာတ်ထည့်ပေးလိုက်၏တော်ရဲတောင်းတဲ့တွင်ပစ္စည်းကရိယာမစုံလင်ပေပထမဦးဆုံးအကျိန်ခွဲဆိတ်ရခြင်းဖြစ်သည်ဒေါက်တာဟန်ကြီးနဖူးချွေးများဆိုလာသည် ထွက်လာသောသွေးများကိုအတန်တိုင်းဆုံးထိရင်က သွေးကြောညက်ကရိယာနှင့်ညက်ပြီးတော့လဲတိတ်မလုံလောက်ပါရှင်ထဲတွင်တတိတိနှင့်ခုံလာသည့်အထိဆိုရင်မိသည်စိတ်ကိုတနေသည်မြငိမ့်အောင်ထိမ့်ပြီး အမာရွင်မရှိသေးရန်တတိထားနေရ၏ဒေါက်တာဟန်ဂျီကကလေးငယ်ကိုဆွဲထုတ်လိုက်သောအခါရှင်ထဲတွင် တုံ့လောက်သွားသည်ကလေးငယ်အားလမ်းယူစဉ်နှွေထွေသောကလေးအသားနှင့်ထိတွေ့ရသောအခါမိမိတစ်ကိုယ်လုံး ကျသည်မွေညင်းများထသွား၏အဖွာလက်ထဲမှညစ်ပေတည်သော ပစိုးကိုမြင်သောအခါကလေးထွေးပြေးရန်တွန့်သွားပြီးမိမိပကုံပေါ်မှဆောင်းလေးကိုယူ၍ကလေးကိုထွေးပွေးလိုက်သည် ကလေးယုံကန်လှရှာမှုမှနှိကွေးနေ၏ထို့နောက်ဒေါက်တာဟင်ဂျီနားလာ၍လိုအပ်သည့်များကိုကူညီပေးရသည်ဒေါက်တာဟင်ဂျီသည် မိခင်အတွက်စိုးရိမ်ဖြင့်နှဖူးမှချွေးများစိုးနေသည်မိမိရင်ထဲ၌လည်းအတော်လေးပူပန်နေမိသည် ဟင်ကလင်းငူတဲ့မကြောက်ရသည်ကိုတရား၍လဝတ်သောကရိယာများကိုဒေါက်တာဟင်ကြီးနာတို့ဘူးလိုက်တို့ပေးပြီး ကလင်းငယ်တန်ပြေးရသည် ကလေးကဖွားဤလက်ထဲတွင်ငိမ့်သက်၍ဆက်ကနေဆွဲယူကချင်းချောင်းမှာသောက်ထိုးကန်၍ကလေးကျောကို ခက်ဆက်ဆက်ရိုင်လိုက်သည်ငူတဲ့ထွက်မလာသောအခါကလေးပါဇက်ကိုမမိပါဇက်နှင့်တေကလေးမှုတ်သွင်းရသည် လေရှုချိန်ပင်မရဘဲအချိန်ချင်းမှုတ်သွင်းသောအခါမိမိမျက်လုံးများပြလာပြီးရင်ထဲတွင်တလက်လက်တုံ့ရင်လာ၏ထို့ကြောင့်အသက်ပြင်းပြင်းရှူသွင်းလိုက်လေမှုတ်သွင်းလိုက်နှင့်မျက်လုံးများပြဝေသွားစဉ်ဦးဝဲဦးဝဲဆိုသောစုကနေကိုလိုက်သည့်ကလင်းကိုတန်တဲ့ကြာရမှရှင်내တွင်လွတ်ဟာသွားပြီးအမောင်အတီကျသွားတော်သည်ဟုတ်ကဲ့ပါရှင်ဆ iam မမြတနာရေးသားထားတဲ့ ။နော်ရီမွေးဆိုတဲ့ဝတ္ထုဆောင်လေးအားအပိုင်းနှစ်အနေဖြင့်ဆက်လက်ပြီးမျှဝေဖက်ပြနေခြင်းအားခေတ္တရန်နာပြစီရှင်။နောက်ဆက်ပြီးကြတဲ့သူ၊လူဦးမိသားစုဒုတိယဂျန်စီတိုင်းကိုကျေးဇူးအထူးအထူးပဲတင်ရှင်းရသလိုဆက်လက်ဖက်ပြပေးမယ်။အပိုင်းသစ်တွေကိုလည်းဆောင်မြို့လို့နာဆင်ပြီးကြပါအောင်နော်။လူဦးမိသားစုအပေါင်းတို့လည်းဘေးကင်းလို့ကျန်းမာကြပါစေရှင်။